တရုတ် BA ဝိထုတွေဟာတရုတ်နိုင်ငံမှာရောနိုင်ငံတကာမှာပါ အလွန်ရေပန်းစားလာခဲ့ပါတယ်။များသောအားဖြင့်တုံဟွာ၊ကာတွန်းကား၊မန်ဟွာ၊ကာတွန်းစာအုပ်နဲ့တိုက်ရိုက်ထုတ်လွှင့်တဲ့ဒရမာတွေဖြစ်ပြန်လည်ရိုက်ကူးမှုတွေကနေတဆင့်လူသိများလာတာပါ။ဒီဗီဒီယိုထဲမှာတော့နာမည်ကြီးလာတဲ့တရုတ် BA ဝိထုများကိုပြောပြပေးပါမယ်။ဒီစာရေးဆရာမဟာတမ်းမိအမျိုးအစားမှာအကျော်ကြားဆုံးနဲ့ဩဇာအရှိဆုံးကိုပြောလို့ရပါတယ် သူမရဲ့အဓိကလက်ရာ၃ခုစလုံးဟာကျေပြတ်တဲ့အတိမတ်ပြမှုကိုရရှိထားပါတယ်။ဒါကတော့တရုတ် BA ဝိထုတွေထဲမှာအထင်ရှားဆုံးလို့ပြောလို့ရပါတယ်။ရှမ်းရှားဇလန်းဖြစ်ပြီးမကောင်းဆိုးဝါးနီးပညာကျင့်ကြံသူ ဝေဝူရှမ်းနဲ့ဖြောက်မတ်သူလန်ဝန်ကြီးတို့ရဲ့ပြုတ်ဝက်ဆန်းကျင်မှုတွေကိုဖော်ထုတ်ရင်းအချစ်ဇလန်းစတင်ပုံကိုဖော်ပြထားပါတယ်။အလွန်အောင်မြင်တဲ့တိုက်ရိုက်ထုတ်လွှင့်တဲ့ဒရာမာတီအန်တိန် တုံဟွားနဲ့မန်ဟွားအဖြစ်ပြန်လည်ရိုက်ကူးခံရပါတယ်။နောက်ထပ်အတိမတ်ပြုခံရတဲ့ရှမ်းရှောက်ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။နတ်သက်ကြွေခဲ့တဲ့နတ်ဖျားရှစ်လျံနဲ့အစွမ်းထက်တဲ့တရေပီရင်ဟွားချန်တို့ရဲ့ရာစုနှစ်များစွာကြာအချစ်ဇလံကိုပြုတ်ပြထားပါတယ်။အောင်မြင်တဲ့ကာတွန်းအဖြစ်လည်းပြန်လည်ရိုက်ကူးခံရပါတယ်။ ဒီဝိတ္ထုမှာတော့ဖြစ်သစ္စာဖတ်သူတဦးဟာသူဖတ်ပြီးကစားဝိတ္ထုတပုတ်ထဲကဘီလိန်ဇက်ကောင်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့ဟာတာဝိတ္ထုတပုတ်ပါသူဇက်ကောင်ရဲ့ကြောက်မက်ဖွယ်ကံကျမကိုရှောင်ရှားဖို့စူးစမ်းရင်သူ့ရဲ့တပည့်ဖြစ်လာမယ်ဇက်လိုက်နဲ့ရင်ဆိုင်ရပါတယ်တုံဟွာအဖြစ်ပြန်လဲရိုက်ကူးခံရပါတယ်ရှုပ်ထွေးတဲ့စက်ွက်တွေနဲ့ဆွဲမက်ဖွယ်စက်ကောင်တွေကြောင့်ထင်ရှားတဲ့နောက်ထပ်လေးစားခံရပြီးလူကြိုက်များတဲ့တမ်းမေစာရေးဆရာပါ ပမောက္ခတဦးနဲ့အထူးစုံစမ်းရေးမှုတဦးတို့ဟာတဘာဝလုံခရက်တွေကိုဖော်ထုတ်ရင်းသူတို့ရဲ့ပေါင်းဆက်နေတဲ့အတိတ်ကိုရှာဖွေတွေ့ရှိကြတဲ့ခေတ္တမျိုးပြစိတ်ကူးရင်ဝတ္ထုပါလူအများပြားရဲ့နှစ်သက်မှုကိုရရှိခဲ့တဲ့ဓာတ်ရိုက်ထုတ်လွှင့်တဲ့ဒရမာအဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါတယ်နိုင်ငံရေးရှုပ်ထွေးမှုတွေနဲ့စစ်ပွဲတွေကြားကဗိုလ်ချုပ်တဦးနဲ့သူ့ရဲ့မွေးစားသားသူတို့ပေါ်အာယုံစိုက်ထားတဲ့ဆက်မှုခေတ္တမိုင်းဝတ္ထုတစ်ပုဒ်ပါ လူဝက်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ဟောင်းတဦးနဲ့လူဝက်စမ်းကြဲတဲ့တိုင်းပညာရှင်တဦးတို့တိုင်းလောကထဲကိုရောက်ရှိသွားပုံကိုရေးဖွဲ့ထားတဲ့ဝူရှာတိုင်းပညာဝတ္ထုတစ်ပုဒ်ပါဒါကိုတော့နာမည်ကြီးဒရာမာ World of Honor အဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါတယ် စိတ်ခံစားမှုပြင်းထန်ပြီးဆင်းရဲဒုက္ခများတဲ့ရှမ်းရှားဝတ္ထုဖြစ်ပြီး ရှုပ်ထွေးတဲ့ဇက်ကွက်ဇက်ကောက်ခွင့်ပြုတိုးတက်မှုနဲ့မကြာခဏဆိုသလိုကြေကွဲခွဲရာအချင်းအရာတွေကြောင့်လူသိများပါတယ်။လက်ရှိလူကြိုက်အများဆုံးတမ်းမေဝတ္ထုတွေကတပုတ်ပါ။အခြားထင်ရှားတဲ့ဝတ္ထုတွေကတော့တိုင်းပညာနဲ့တသမိကဗေဒအကြောင်းအရာတွေကိုအဓိကထားတဲ့ဝှရှဝတ္ထုဖြစ်ပါတယ်။ စီစဉ်ပေးတဲ့လက်ထက်ချင်းနဲ့နိုင်ငံရေးရှုပ်ထွေးမှုတွေပါဝင်တဲ့တမိုင်းဝင်ဝတ္ထုဖြစ်ပါတယ်။ဇလိုက်ကကဘာမျိုးမျိုးကိုတွာလာတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ဒီဝတ္ထုတွေဟာအွန်လိုင်းတိုင်းဝိုင်းတွေမှာကြည်ကြဲပြန့်ပြန့်ဆွေးနွေးကြပြီးပရိသတ်များပြားရှိကလူကြိုက်များမှုကြောင့်တရားဝင်အင်္ဂလိပ်ဘာသာပြန်တွေလည်းထွက်ရှိလေးရှိပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။